မင်္ဂလာပါခင်ဗျရန်ကုန်ခေတ်ကနေဒီကနေ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်နေပြီးတော့အောက်တာသီရီနဲ့ပုပ္ပသီရီမြို့နယ်ထဲမှာရှိတဲ့ကျေးရွာတွေကနေတရွာကိုလူငယ်အယောက်20နာမည်နဲ့တကွစစ်မှုထမ်းဖို့စင့်ခေါ်ဇာတွေစတင်ပေးခန့်လိုက်ရပါပြီအကြံဖတ်စစ်ကောင်စီရဲ့တင်ငန်းညီနောင်ခတ်မရ35စခန်းသိမ်းတိုက်ပွဲမှာမျက်မြင်တင်စစ်ကောင်စီတပ်သား19ဦးဟာအသေးသေးသေကုန်ကြပြီးဒီကပ်ပိုများမဲ့အပြင် တိုက်ပွဲတွင်တော်လိုင်းရဲဘော်6ဦးနဲ့မြင့်မြတ်စွာအသက်ပေးသူတွားရတဲ့ကဲညူဘဟုကတရားဝင်ထုတ်ပြန်လိုက်တဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့နေပြည်တော်ဥဒ္ဒသီရီနဲ့ပုပ်ပတ်သီရီမြို့နယ်ဒဲမှာရှိတဲ့ကျေးရွာတွေကနေတရွာကိုလူငယ်အယောက်20နမနဲ့တကွစစ်မှုထမ်းဖို့စင့်ခေါ်ဇာတွေစတင်ပေးခံလိုက်ရပြီလို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်မက်ချ်လာ73ရက်နေ့ဖြစ်တဲ့မနေ့ကပဲ နေပြည်တော်ဥတ္တသီရိမြို့နယ်ပြင်မနာတောင်ညိုလမ်းလျှောက်မှာရှိတဲ့ကျေးရွာတွေကလူငယ်တွေကိုစစ်မှုထမ်းမှုအတွက်စင်ခေါ်ဇာတွေစတင်ပေးခံလိုက်ရပြီဆိုပါတယ်အဲ့ဒီနောက်စစ်မှုထမ်းမှုစင်ခေါ်ဇာရတဲ့မိဘတွေကိုရက်ွက်အုပ်ချုပ်ရေးမှုတွေကထွေအုပ်ယုံကိုအစည်းအဝေးခေါ်လိုက်တယ်လို့သိရပါတယ်အဲ့ဒီအတွက်လက်ရှိနာမည်မှာပါလာတဲ့ညီငယ်တွေနဲ့စင်ခေါ်ဇာရတဲ့လူငယ်တွေရဲ့သက်ဆိုင်ရာမိဘတွေကစိုးရိမ်တကြီးဖြစ်နေကြပြီ ဘလို့လွတ်နိုင်မလဲဆိုတာတွေကိုပါလွတ်ရလွတ်ကြောင်းမေးမြန်းစုံစမ်းနေကြတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်။အလားတူနေပြည်တော်ဥတ္တသီရိမြို့နယ်အတွင်းကကြေးရွာတွေကိုလည်းတရွာကိုလူငယ်အယောက်20နီးပါးစစ်မှုထမ်းဖို့စင့်ခေါ်ဇာတွေဟာငန်းဆက်ဇလောင်းတောင်ဇလောင်းမြောက်နန်းချွန်းဝက်စုကုန်းညံစုအပါဝင်ကြေးရွာတွေအသီးသီးကိုစင့်ခေါ်ဇာတွေတောက်လျှောက်ရောက်လာပြီလို့ဒေသခံတွေကပြောပါတယ်။လက်တော်ရရှိထားတဲ့စည်ရင်းတွေအရာ နေပြည်တော်နယ်မြေအတွင်းမှာရှိတဲ့မြို့နယ်၈ခုကလူငယ်အယောက်9000ကိုဧပြီလအတွင်းစစ်မှုထမ်းဖို့စင့်ခေါ်သွားမှာဖြစ်တယ်လို့လဲစစ်ကောင်စီရဲ့နေပြည်တော်ကောင်စီမှာရှိတဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောထားပါသေးတယ်အကြမ်းဖက်စစ်ကောင်စီကအဲ့ဒီလိုစစ်မှုထမ်းဖို့သူတို့ခေါ်တဲ့အချိန်မလာဘူးဆိုရင်တော့အိမ်တိုင်းယာယောက်လိုက်လံဖမ်းဆီးအရေးယူတာတွေလုပ်မှာဖြစ်တယ်လို့လဲစစ်ကောင်စီရဲ့နေပြည်တော်ကောင်စီမှာရှိတဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတဆက်ထဲမှာပဲ ရန်ကုန်တိုင်းကမြို့နယ်တွေမှာလည်းတရက်ကွက်ကိုလူငယ်၄ဦးကနေအယောက်90အထိလာမဲ့ဧပြီလအတွင်းစစ်မှုထမ်းဖို့အတွက်နာမည်နဲ့တကွစင့်ခေါ်စားတွေကိုမနေ့ကညပိုင်းမှာစတင်ဖြန့်ဝေနေပြီတချို့ရက်ကွက်တွေမှာတော့လူငယ်တွေကိုမဲနိုင်ရွေးချယ်မှာဖြစ်တယ်လို့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကရန်ကုန်ခေတ်တွေကိုပြောပါတယ်မတ်လ7ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲမင်္ဂလာတောင်ညို့မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုဦးစီးဌာနရုံးမှာအစည်းအဝေးခေါ်ယူခဲ့ပြီး အသက်24နှစ်ကနေအသက်30အကြာလူငယ်တွေကိုစစ်မှုထမ်းမှုခေါ်ခိုင်းနေပြီဆိုပါတယ်လက်ရှိတပ်ထဲမှာရှိတဲ့စစ်သားတွေကိုရှေ့တန်းအကုန်ထွက်ခိုင်းမှာဖြစ်တဲ့အတွက်အခုခေါ်တဲ့လူငယ်တွေကိုနောက်တန်းမှာလက်နက်မပေးဘဲတက်ဆောင်အဖြစ်ထားဖို့အတွက်ဆိုပြီးတော့လဲပြောနေကြတယ်လို့မင်္ဂလာတောင်ညွန့်မြို့နယ်ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကပြောထားပါတယ်အလားတူရန်ကုန်တိုင်းကော်မူးမြို့နယ်နဲ့ကွန်းကြံကုန်းမြို့နယ်တွေကကြေးရွာတွေမှာလဲလူငယ်တွေကိုစစ်မှုထမ်းဖို့အတွက်မနေ့ကညာဘက်မှာမဲနိုင်ခိုင်းပြီး ဒီကနေ့မတ်လ14ရက်နေ့မနက်ပိုင်းမှာတော့မဲပေါက်တဲ့လူငယ်တွေကိုစစ်တပ်ကလာခေါ်သွားပြီလို့ဒေသခံပြည်သူတို့ကပြောပါတယ်။ဒါပြင်ရန်ကုန်တိုင်းလှဲကူးမြို့နယ်ကဖောင်ကြီးကျေးရွာနဲ့အင်းတိုင်ကျေးရွာပါဝင်ကျေးရွာတွေမှာရှိတဲ့လူငယ်တွေကိုလည်းအုတ်ချုပ်ရေးမှုတွေကမဲနိုင်ခိုင်းနေပြီလို့လည်းသိရပါတယ်။အလားတူမင်္ဂလာတော်မြို့နယ်နှစ်ကကြီးရက်ကွက်မှာလည်းစစ်မှုထမ်းဖို့အတွက်လူငယ်အယောက်90ကိုနမဲစရင်နဲ့ဆင့်ခေါ်လိုက်ပြီး ဒီကနေ့မတ်လ14ရက်နေ့မနက်မှာစစ်တပ်ကနာမည်ရှင်းမပါတဲ့လူငယ်တွေကိုလာခေါ်သွားပြီလို့သိရပါတယ်ခင်ဗျတဖက်မှာတော့ကင်းပြည်နယ်မြောက်ရီမြို့နယ်ကအကြမ်းဖက်စစ်ကောင်စီရဲ့တင်ငန်းညီနောင်ခမရပုံငန်းငါစခန်းသိမ်းတိုက်ပွဲမှာမျက်မြင်နဲ့စစ်ကောင်စီတပ်သား16ဦးဟာအသေးသေးသေကုန်ကြပြီးတိထက်ပုံများမဲ့အပြင်တိုက်ပွဲတွင်တော်လိုင်းရဲဘော်6ဦးလည်းမြင့်မြတ်စွာအသက်ပေးလူသွားရတယ်လို့ကဲညူဘဟိုကနေတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ် အဲ့ဒီအကြံဖက်စကောင်စီရဲ့တင်ငန်းညီနောင်ခမရ395တက်ရင်တရင်လုံးကို GNL ပူပေါင်းတက်တွေကသိမ့်ပိုက်ရရှိထားပါတယ်။ဒါပြင်အဲ့ဒီစကန်သိမ့်တက်ပွဲမှာစစ်ကောင်စီတက်ရင်တွေကစစ်3က6စီးနဲ့လက်နက်ကြီးလက်နက်ငယ်စုစုပေါင်းအလက်140ကျော်အပြင်ခေရန်အမြောက်အများကိုပါသိမ့်စီရရှိထားတယ်လို့လည်းထုတ်ပြန်ချက်မှာဆိုထားပါတယ်။တစ်ဖက်မှာတော့အကြံဖက်စကောင်စီကသူတို့ရဲ့ခမရ395တက်ရင်တရင်လုံးအသိမ့်မခံရခင် လေချောင်းရောလက်နက်ကြီးနဲ့ရောအရသာပြည်သူတွေနေတဲ့နေရာတွေမှာမချန်ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့ပြည်သူ၁၀ဦးလဲသေဆုံးထားပြီးဒဏ်ရာရတဲ့သူတချို့လဲရှိထားတယ်လို့ကျန်းယူဗဟိုကနေတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျအခုတခါစကိုင်းတိုင်းဘက်မှာတော့ပလဲမျိုးနဲ့အင်မတီဂျေးရွာကပြူစောတိစနေမောင်ဆိုသူဟာလက်နက်ခဲရန်တွေယူလာပြီးတော်လန်ရစ်တပ်ဖွဲ့တွေစီမှာအလင်းဝင်ရောက်လာတယ်လို့ရင်းမပင်ခိုင်တရင်စနစ်စီကနေသိရပါတယ်မတ်လ၁၀ရက်နေ့က လဲမျိုးနဲ့အင်မတီကျေးရွာပြူစောတိစကန်ကနေပြူစောတိစနေမောင်ဆိုတဲ့သူဟာရင်းမပင်ခရိုင်အမှတ်စနစ်တရင်စီကိုဆက်သွယ်လာပြီးလက်နက်ခဲရံတဲ့အတူအလင်းဝင်ရောက်လာတယ်ဆိုပါတယ်အခုလိုသူ့အနေနဲ့အလင်းဝင်ရောက်လာတာဟာအကြမ်းဖက်စစ်ကောင်စီကပြည်သူလူထုအပေါ်မတရားဖိနှိပ်အနိုင်ကျင့်ဖို့အတွက်အတင်းအကျပ်စေခိုင်းခံနေရတာကြောင့်အဲ့ဒီအခြေအနေကနေရုံထွက်ပြီးလက်နက်ခဲရံတွေပါတပါးတည်းယူလာပြီးတော့အလင်းဝင်ရောက်လာတာဖြစ်တယ်လို့စနေမောင်ဆိုသူကပြောထားတယ်ဆိုပါတယ်လက်ရှိမှာတော့ အဲ့ဒီလိုလက်နက်နဲ့အတူအလင်းဝင်လာတဲ့ပြူစော့တီစနေမောင်းဆိုတဲ့သူကိုငွေကျပ်30ချီးမြှင့်ပေးထားတယ်လို့လဲရင်းမာမင်းခိုင်တရင်စနစ်စီကနေသိရပါတယ်ခင်ဗျတဖက်မှာတော့စကိုင်းတိုင်းကရင်းမာမင်းမြို့နယ်မှာရှိတယ်စီလောင်ရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်အမျိုးသမီးတွေပါဝင်ရဲသားပြည်သူ၄ဦးသေဆုံးသွားပြီး15ဦးဝန်းကျင်ဒဏ်ရာရထားတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်မက်ရှလာ73ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲ ချင်းတွင်တရာအနောက်ဘက်အောင်စရရက်ကွက်မှာတက်ဆွဲထားတဲ့အကျန်းဖက်စစ်တပ်ကစီလောင်ရွာဘက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြောင်းမဲ့လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီအချိန်ရွာထဲမှာရှိတဲ့အရဲသားပြည်သူအမျိုးသမီး3ဦးနဲ့အမျိုးသား1ဦးဟာလက်နက်ကြီးကြီးထိမှန်မိသေဆုံးသွားရတယ်ဆိုပါလေသေဆုံးသွားတဲ့သူတွေဟာဒေါ်ရွှေမီဒေါ်မြတ်သန်းဒေါ်ထေးမြင့်နဲ့ဦးဖိုးရှိဆိုသူတို့ဖြစ်ပြီးနောက်ထပ်ကြေးရွာနေပြည်သူ15ဦးဝင်းကျင်လောက်ဟာလဲဒဏ်ရာတွေရထားတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါလေခင်ဗျ ဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်တက်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ